ယနေ့ခေတ်ပေါ်တော့လူငယ်တွေပတ်သက်ပြားမှာ content creator ဆိုပြီးခေစားလာတဲ့အမြပေါ့နော်ကျွန်တော်ဒီ social media ပေါ်တွေကနေပြီးတော့ပတ်သက်ဘယ်လိုရှားကြမလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့မြန်မာ business zone ရဲ့ best one beer တင်ကနာတစ်ယောက်ပါကျွန်တော်ဒီနေ့မှာပေါ့နော်တင်ကြ review လေးဆိုတာခင်ကျွန်တော်တို့ဒီတင်ကြကိုဘာကြောင့်တက်တင်လဲတင်ကြကလည်းဘယ်လိုကောင်းကျိုးတွေရှိမလဲ လူတွေစိုးကျိုးတွေရှိလို့ဆိုတော့ကျွန်တော်ဒီနေ့မှာကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ပြောပြခြင်းပါအဲအခုကြည့်နေကျွန်တော်မိတ်ဆွေရပါဘောเนาะဒီတင်တဲ့ကိုတက်ပြီးသွားပြီဆိုတော့အာမခံနိုင်တဲ့အချက်ကတော့နောက်ထပ်ဘာတင်တဲ့ဘလို့တင်တဲ့ကိုမှလုံးဝကိုတက်စီရမလို့တော့ဒီကိုစကေးပြီးပြီးဆုံးသွားမယ်နောက်ကြတော့ကိုယ်နဲ့ခွေတာတယောက်မှရှိနေတဲ့စိတ်ညစ်စိတ်ထား ော့နောက်တဲ့ scale တွေပါဘယ်လိုတွေပဲဘယ်လိုတွေလုံးအောင်လဲဆိုတာတွေပါအကုန်လုံးရှင်းရှင်းလင်းလင်းတည်သွားမယ်နောက်ပြီးကြတော့ဒီသင်တန်းမှာထူကြတဲ့အချက်ကပေါ့နော်ကျွန်တော်တို့ရဲ့ page channel တွေမှာတစုံတရာအဲဒါများရှိခဲ့လို့ရှိနေပါတော့ကြာစားပြစရာရှိဘူးတွားပြီးတော့ပြီးတကူတကပြီးပြီးရှားတရာမလိုပိုင်းနဲ့ကျွန်တော်တို့ရဲ့ဒီ page channel တွေမှာအဲဒါတွေကိုကိုကိုတိုင်းဖြည့်ရှင်းတတ်အောင်ထိပို့ပါသင်ပြီးပြီးတော့ကိုပေးလေးရတဲ့ပတ်စံကိုပြန်ရလိုက်တဲ့တိပညာကိုပေးလိုက်ရတဲ့ထက်ကိုပို့ပြီးတော့ပြန်ရတယ်အဲ့ဒီအတွက်ကျမအနေနဲ့ပြောချင်တာကတော့ 100%တန်းတဲ့အတန်တန်းဖြစ်တယ်ဆိုတော့ပဲပြီးရင်ဒီအတန်တပြင်တခြားတန်းတက်စရာလုံးဝမလိုကြီးစော်လေကိုကခရီးတာကောင်းတယောက်လှုပ်ဖို့စဉ်းစားနေတယ်ဘယ်အတန်တွေတက်လို့တက်ရမှာမသိဖြစ်နေစေအခုကျွန်မပြောပြရတဲ့ YouTuber tutorial by Myanmar business on online class ကိုတက်ရောက်ဖို့အကြံပြုလိုတယ်။အဲ့တော့အခုပြောချင်တာကသူများတင်တဲ့နေလို့ video တွေကြည့်ပဲပေးပြီးတော့တင်ပေးတာမဟုတ်ပဲနဲ့ဆရာကသူနဲ့ကိုယ်တိုင်ဓာတ်ရိုက်ဆွေးနွေးပြီးတော့ဆရာကိုယ်တိုင်တင်ပြပြီးတော့ဆရာကိုယ်တိုင်အဲတင်ပြရတာဖြစ်ပါတယ်။ဆရာကိုယ်အောက်ကမုံမုံကတော့ပေါ့နော်လက်ရှိချိန်မှာမြန်မာနိုင်ငံနေပြီးတော့ဒီ Facebook နဲ့ YouTube မှာပေါ့နော် monetization digital income အတွက်ပေါ့နော် ranking နဲ့လူငယ်လူရွယ်တွေပေါ့နော်လူငယ်လူရွယ်တွေကိုပေါ့နော်သူတင်တဲ့ ပြီးလာတာဆိုရင်ပေါ့နော်အခုဆိုရင်အပတ်စဉ်9 96ကိုရောက်ရှိလို့လာပြီပေါ့နော်ကျွန်တော်ဆိုရင်တနင်္လာပတ်စဉ်2ကဖြစ်ပါတယ်ဗျ YouTube နဲ့ Facebook မှာဝင်ငွေရှာခြင်းနဲ့မိတ်ဆွေတို့အနေနဲ့အဲကျွန်တော်ရဲ့ဆရာသမားဖြစ်တယ်ပေါ့နော်ကိုကကောင်းမောင်းမောင်းစီကိုတင်တန်းလေးတစ်ချက် join ကြီးပါတင်တန်းကြီးကလည်းသူများတင်တန်းကြီးလို့အများကြီးမဟုတ်ပါဘူးဒါပေမဲ့တင်တန်းကြီးနဲ့မတန်တာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ပေါ့နော်ခင်ဗျားတို့ပြန်ရမယ်ပေါ့နော်ဒီတင်ငန်းစာတွေပေါ့သူပေးမဲ့တင်ငန်းစာတွေအများကြီးပါသူတင်ပေးမှာတွေအများကြီးပဲအဲ့ တင်ငန်းစာတွေပြီးသွားတဲ့အပြင်ကိုခင်ဗျားတို့တင်တန်းပြီးသွားတဲ့ခါကျရင်လည်း live တိုင်းခင်ဗျားတို့ကြိုက်တာသွားမီးစိတ်ရှိလက်ရှိပေါ့ဗျာနော်အဲလူမျိုးတို့ကြီးရနေပြီးတော့အဲခင်ဗျားတို့ကိုအဲတေချာဖို့ပေါ့နော်ပြောပြပါလိမ့်မယ်24နာရီရှိရဆိုရင်တနေ့က24နာရီရှိရဆိုရင် तू က28နာရီလောက် online မှာရှိနေတဲ့လူပါခင်ဗျားတို့က high ဆိုတာနေပေါ့နော် high ဆိုချက်ချင်းပြန်ပြီးတော့အဲ့လို skill လေးတွေစမကလာလေးတွေပါပေါ့နော်ပြန်ပြီးတော့ဟိုချက်ချင်းစာပို့ခြင်းမှာပို့မယ်ဆရာကတော့တပည့်တွေက high ဆိုတဲ့တခါတည်းတက်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 ခင်ဗျား type ရိုက်ပြီးသားပဲအဲ့လောက်ထိအောင်ပေါ့နော် အဲသူ့ရဲ့တင်းနန်းသားတွေပေါ်မှာစီနာထားတဲ့လူတယောက်ဖြစ်ပါတယ်ကျွန်တော်ကဒါပေါ့ပြပြပြောရတယ်မပေါ့ဘူးတကယ်ဘူးပေါ့နော်စီရင်စီတာကောင်းပြီးတော့ခင်ဗျားတို့ပြန်ရမယ့်ဟာတွေကတကယ်ကိုစီးပွားရေးမဆန်မနဲ့မိသားစုဆန်ဆန်ဆရာတပည့်ဆက်ဆံရေးကိုလေခင်ဗျားတို့ရရှိမဲ့အဲဒီတင်းနန်းတစ်ခုဖြစ်တဲ့အကြောင်းပေါ့နော်ကျွန်တော်က MBS ကအဲဆရာအကာမောင်မောင်ကို review ပေးနေကျွန်တော်ဒီ profile လေးကိုဖန်တီးလိုက်တာဖြစ်ပါတယ်ကိုကတော့ပေါ့နော်စမ်းတဲ့ idea တွေနဲ့လှုပ်ချင်ကိုင်းချင်စိတ်နဲ့ကိုကူကို confidence ရှိရှိယုံကြည်မှုရှိရှိနဲ့အဲလှုပ်သွားမယ်ဆိုရင်ပေါ့နော် အမေဆွေတို့တနည်းကြရင်အောင်မြင်တဲ့အဲ YouTuber တွေအောင်မြင်တဲ့ Influencer တွေဖြစ်လာမယ်လို့ကျွန်တော်ကဟိုတိုက်တွန်းရင်းနဲ့ပဲပေါ့နော်ကျွန်တော်ရဲ့ဆရာရဲ့တင်တန်းလေးကိုကျွန်တော် review ပေးလိုက်ပါတယ်ဗျဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ creator တယောက်လုပ်မယ်ဆိုလို့ရှိရင် creator တယောက်မှာဘာတွေသိတင်တာလဲဘာတွေတိုက်တင်တာလဲ scale တွေကဘယ်လိုရှိလဲဆိုတဲ့အရာတွေကိုဖြည့်ဆည်းပေးနိုင်တဲ့အပိုင်းဆိုလို့ရှိရင်ကျွန်တော်ရဲ့တင်တန်းလေးမှာပဲရှိပါတယ်ကျွန်တော်ရဲ့တင်တန်းမှာဆိုလို့ရှိရင်တော့ ကျွန်တော် Facebook နဲ့ပတ်သက်လို့ရှိရင်တည်တင်းတည်ထိုက်တဲ့ policy တွေပါဝင်မယ်ပြီးတော့အဲကျွန်တော် YouTube မှာဆိုလို့ရှိရင်လည်းတည်တင်းတည်ထိုက်တဲ့ policy တွေလေးလားနဲ့ဘလို့အောင်မြင်အောင်လောက်ကမယ်ဆိုတဲ့ strategy တွေပေါ့နော်အဲ့အပြင်ကမှအရန်ကိုကျွန်တော်စီမှာတန်ဖိုးရှိတဲ့အရာတစ်ခုကဘာလဲဆိုတော့ creator တယောက်မှရှေ့စဉ်နဲ့ personal skills thinking mindset တွေ thinking skills တွေ presentation skills တွေကျန်တဲ့ creator တယောက်မှရှေ့စဉ်နဲ့ skill ပေါင်းများစွာကိုကျွန်တော်အနေနဲ့ အပြင်မှာသွားတက်လို့ရှိရင်36သိန်းရောက်ဂုံခံပြီးတော့မှတစ်နှစ်တိတိတက်ကမယ့်အရာကိုကျွန်တော်လတဲ့နဲ့တိတိရောက်ရောက်တင်ကြားပေးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့တင်တဲ့က5သိန်းဆိုပေမဲ့ဒီလေးလာတဲ့မွန်ပြချင်းချင်းရသွားတဲ့နောက်ပိုင်းမှာအဲ့ဒီပတ်စံရဲ့ဆယ်ဆပြန်ဝင်မယ်လို့ကျွန်တော်အာမခံနိုင်ပါတယ်။တေချာလိုက်လို့ဖို့တော့လူကြီးမင်းတို့ဘက်ကလိုအပ်တယ်နော်။မယုံဘူးလားမယုံရင်ကျွန်တော်ရဲ့တင်တဲ့ကိုချက်ချင်းလာ join ကြည့်လိုက်ပါ။အောက်မှာ description နဲ့မှာကျွန်တော်ဖောင်ပေးထားပါတယ်။အဲ့ဒီဖောင်ကို ဖြည့်ပြီးွားတာနဲ့ကျွန်တော်ရဲ့ messenger ကနေပြီး second shot လေးနဲ့လာဖို့ပြီးလဲရုံပါပဲဗျအခုချက်ချင်းစလိုက်တော့နော်